မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးရုရှားရောက်မင်းအောင်လိုင်ကနိုဗာစီပေမျိုးအုပ်ချုပ်ရေးမှုကိုလက်ဖက်တုံးနဲ့ငတ်တလောက်ပေါင်းသွားကြွေးပြီးလက်ဖက်ရည်တိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့်အကြမ်းဖက်မင်းအောင်လိုင်ကနိုဗာစီပေမျိုးအုပ်ချုပ်ရေးမှုကိုလက်ဖက်တုံးနဲ့ငတ်တလောက်ပေါင်းသွားကြွေပြီးလက်ဖက်ရည်တိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ထားပါသည် စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာသွားသောမင်းအောင်လိုင်ကရုရှားနိုင်ငံနိုဗာစီဘစ်မြို့တွင်ခီးတထောက်ဖြစ်ခဏရနာခဲ့ကြောင်းထို့သို့ရနာစဉ်မင်းအောင်လိုင်ကိုလာရောက်ကြိုဆိုသောနိုဗာစီဘစ်မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကိုမြမရိုးရာအစားအစာဖြစ်သည့်ငတ်တလောက်ပေါင်းလက်ဖက်ရည်နှင့်လက်ဖက်တုပ်တို့ကိုလေးစိတ်တွင်ပင်မင်းအောင်လိုင်ကကျွေးမွေးခဲ့ကြောင်းသိရပါသည်မြမနိုင်ငံမှအသိပြင်ဆင်လာတဲ့မြမရိုးရာအစားအစာဖြစ်သည့်လက်ဖက်တုပ်လက်ဖက်ရည် အတင်းချက်ပြုတ်လာတဲ့ငတ်တလောက်ပေါင်းတို့ဖြင့်တိတ်ခင်းအိတ်ခံခဲ့ရာ Nova Civi Data အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များကမြင်းဆက်စွာသုံးဆောင်ခဲ့ကြပြီးမင်းအောင်လိုင်းကမြမယူရာစားတောက်ဖွဲ့ရများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်ဟုစစ်တပ်ကတရင်ထုတ်ပြန်ထားပါသည်။မင်းအောင်လိုင်းကရုရှားနိုင်ငံမော်စကိုတွင်စက်တင်ဘာလ25ရက်မှ28ရက်ထိပြုလုပ်မည့်ကမ္ဘာအနှံ့မျိုးတရင်ပတ်ဖိုရမ်2025အခမ်းအနားကိုတွားရောက်နေခြင်းဖြစ်ကြောင်းသိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းကို TNL ကဖမ်းဆီးရမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ တန်အန်တက် PSNL TNL ထိန်းချုပ်ထားတဲ့ကြောင်းမဲနဲ့တီဘောမျိုးနယ်မှာရှိတဲ့တန်ရဲတပ်ဖွဲ့ကစစ်ကောင်စီလွှတ်ထားတဲ့ထောင်လန်းရဲတပ်ဖွဲ့ဝင်10ဦးတပ်မင်းကိုဖမ်းဆီးရမိထားတယ်လို့စုံစမ်းသိရှိရပါတယ်။အမည်မဖော်လိုတဲ့တီဘောမျိုးနယ်ရဲတာဝန်ခံတို့ကဒဲကိုကန်ဟိုတယ်ဖုန်ကြီးကြောင်မတင်ကားတဲ့နေရာတွေမှာကျွန်တော်တို့ရှောင်းတခင်စစ်ဆေးတဲ့အချိန်၊ကင်းလက်စစ်ဆေးတဲ့အချိန်သူတို့ကိုဖမ်းဆီးရမိတာပေါ့ဟုဆိုပါတယ်။ စစ်ကောင်စီရဲ့ထောက်လန်းရေးတပ်ဖွဲ့တွေဟာတိုက်ပွဲပြင်းထန်နေတဲ့ကြောက်မဲမျိုးမှာအ धिक လှုပ်ရှားလာဖြစ်တယ်လို့ဖန်စီရမိတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်တက်ချက်တူရဲ့ထွဲဆိုချက်ကိုကိုးကားပြီးရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ PSN နဲ့ TNL ထိန်းချုပ်ထားတဲ့မျိုးတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ရည်ရွယ်ကလောင်ရှုံမျိုးကနေကြောက်မဲဒီဘောတို့ထောက်လန်းဖို့တပ်ဖွဲ့ဝင်တွေရာနဲ့ချီပို့ဆောင်လာတာဖြစ်တယ်လို့ဖန်စီခံရတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်တွေကထွက်ဆိုကြောင်းဆိုပါတယ်။ထောက်လန်းရေးတပ်ဖွဲ့တွေဟာခီးသွာတထေကားစရာ သူဖုံးစားရောင်ဆောင်ကလမ်းလျှောက်ဆိုင်ကယ်နဲ့ကားစီးပြီးရှောင်းမဲနဲ့ဒီဘောမျိုးတွေနဲ့ကိုပုံစံမျိုးမျိုးနဲ့ဝင်ရောက်လာကြတာဖြစ်တယ်လို့ TNL ကဒီကနေ့စက်တင်ဘာ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထောက်လန်းရေးတွေက TNL ရဲ့စင်အားလက်နက်ခဲယံလမ်းပန်းဆက်တွေရေထောက်လန်းတာတွေနဲ့နေချောင်းကနေတိုက်ခိုက်ဖို့ပြစ်မှတ်ပေးတာတွေစတဲ့တရင်ချက်လက်တွေကိုထောက်လန်းကြတာလို့ဆိုပါတယ်။တန်းရဲတပ်ဖွဲ့ကအဲ့ဒီထောက်လန်းရေးတွေကိုဖမ်းဆီးနိုင်ဖို့ဒေသခံတွေကိုပါ၂၄နိုင်အကြာခုံယူစစ်ဆေးနေပြီးခုံယူစစ်ဆေးသူ၃၀ကျော်ကိုပြန်လည်လွတ်ပေးခဲ့ပေမဲ့တရင်ပေးလို့ယူဆရတဲ့သူတွေကိုထိမ့်သိမ်းထားဆဲဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေစီကသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ အရက်သားပြည်သူတွေပေါ်လူသားဆန်စွာ လေးစားစွာဆက်ဆံရန် NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထက်မှန်နှိုးဆော်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ပြည်သူ့ကာကွယ်တပ်မတော်သားတွေအနေနဲ့အရက်သားပြည်သူတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးလူသားဆန်စွာနဲ့လေးစားစွာဆက်ဆံဖို့လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထပ်မံနှိုးဆော်လိုက်ပါတယ်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူ့ကာကွယ်တပ်တွေလိုက်နာရမယ်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ပတ်သက်ပြီးအခအားလျော်စွာအတိပေးချက်တွေထုတ်ပြန်လျက်ရှိရာအရက်သားပြည်သူတွေနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက်တွေကိုစက်တင်ဘာ24ရက်မှာထပ်လောင်းဖော်ပြခဲ့တာပါ ပြည်သူ့ကာကွယ်တပ်မတော်သားတွေတိုက်ပွဲဝင်ရတဲ့ရည်ရွယ်ချက်ထဲမှာဆိုရင် မတရားမှုကိုလက်မခံလိုခြင်းနဲ့ကိုယ့်ပြည်သူကိုကာကွယ်ခြင်းတွေဟာရေတောင့်မြေဖြစ်ပါဝင်တဲ့အချက်တွေဖြစ်ပါတယ်။အယက်သားပြည်သူတွေပေါ်လူသားဆန်မှုနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီးအယက်သားပြည်သူတွေပေါ်ဖိနှိပ်တာတွေလူခွင့်ရချိုးဖောက်တာတွေမလုပ်ဖို့စတဲ့အချက်တွေကိုအမျိုးသားညီညွတ်ရေးဆိုရာပြည်သူ့ကာကွယ်တပ်မတော်ကစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအလေးပေးထည့်သွင်းထားပါတယ်လို့ဝင်ကြီးဌာနရဲ့နှိုးဆော်ချက်မှာဖော်ပြထားပါတယ်။လူခွင့်ရဆိုင်ရာဝင်ကြီးဌာနအနေ ေးနဲ့လည်းဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုလိုက်နာနိုင်ဖို့အတွက်မြေပြင်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကနေစဉ်ဆက်မပြတ်ပညာပေးပို့ချမှုတွေလှုပ်ဆောင်နေကြအသည့်ပေးပါရီ ။ဒါအပြင်ပြည်ဝချိုးဖောက်မှုတွေရှိလာခဲ့ရင်လည်းပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်နရားတွေကိုပါဖွင့်လှစ်ထားကြောင်းထုတ်ပြန်ပါတယ်။ပြည်သူကားဂွေတက်ဖွဲ့ဝင်နိုင်ဟာဒီစစ်တီတော်ကျင့်ဝတ်တွေကိုတိတိကျကျလိုက်နာပြီးပြည်သူကိုမျက်နှာမူပြီးကားဂွေသူတွေဖြစ်ကြောင်းသက်သေထူရင်းပြည်သူနဲ့တသားတည်းရှိကြရမှာလို့လည်းတတိပင်းနိုးစော်ထားပါတယ်။တစ်ဖက်မှာလည်းအာနာသိန်းစစ်ကောင်စီဟာစိတ်သက်ကျင့်ဝတ်စည်းကမ်းအလုံးချွတ်ချုံကြပြီးပြည် သူကိုသွေးအေးအေးနဲ့နှီးမျိုးစုံအကျန်းဖက်တက်ဖြတ်နေတယ်လို့အမျိုးသားညီညွတ်ရေးဆိုရာပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောထားပါတယ်ဒီလိုလူမဆန်တဲ့အကျန်းဖက်စစ်တပ်ရဲ့အုပ်စိုးမှုကိုပြည်သူတွေလက်မခံသလိုလူစိတ်မရှိတဲ့အကျန်းဖက်လက်နက်ကင်တပ်ဖွဲ့ကိုတမတော်ဖြစ်သတ်မှတ်ပြီးတိုင်းပြည်အိမ်ဦးခန်းမှာဆက်ထားဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးလို့လေဝန်ကြီးကပြောကြားခဲ့ကြောင်းသိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကာပါစာ6အနီးတိုက်ပွဲတွင်ကိုတမဆောင်တပ်ရင်းစုံမှတပ်ဖွဲ့ဝင်များအင်အားအလုံးရင်ပို့ထားတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းနောက်ချမ်းအုတ်ရှိပင်မြို့နယ်နီးရှိအမတ်6ကောင်ကွေးပစ္စည်းစက်ရုံကာပါစာ6ရှိရာနေမြေတွင်ကိုစစ်ကောင်မရှင်ကတပ်ရင်းတမအစုံမှတပ်ဖွဲ့ဝင်များကိုအင်အားအလုံးရင်တုံ၍ပို့ဆောင်ထားကြောင်းသိရပါတယ်။ယခုစက်တင်ဘာလအတွင်းတိုက်ပွဲပြန်လည်ပြင်းထန်လာသည့်ကာပါစာ6အနီးညောင်ချောင်းနှင့်ညောင်ကျိုးတိုက်ပွဲများတွင်ကိုမော်လိုက်အခြေဆိုင်အမတ်10စစ်စင်ကို ခဲမှုဌာနချုပ်စကခ10မှတိုင်ရင်တပ်ဖွဲ့များကိုပို့ဆောင်ထားကြောင်းသိရပါသည်။ မြောင်ကျိုးရိုးလန်းမော်ကွန်အင်အားအပြည့်ပါတဲ့စစ်ရင်တန်းလေးစီမောင်းနေသွားတာရှိတဲ့လုပ်ငန်းသုံးရှင်အစ်စ်တွေဖြစ်ပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲကထွက်လာတာလို့ယူဆရပါတယ်ဟုစင်ရေးတရင်ရှင်မြစ်ကပြောပါတယ်။ဆင်လန်နီးတိုက်ပွဲများကိုပို့ဆောင်ခံရတဲ့စကခ30တပ်ရင်းချို့မှမန္တလေးသပိတ်ကျင်းနယ်များတွင်တိုက်ပွဲဝင်နေရမှစစ်ကောင်မရှင်ကအင်အားလိုအပ်ချက်ကြောင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်းထဲမှထုံ့နှုတ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းတရင်ရှင်မြစ်ထံမှသိရပါတယ်။ခမရ36နှစ်ကလေးခမရ36လေး365မော် လိုက်ခမရ368ဖောင်းပြင်တည်ရင်လေးရင်မှာတိုက်ပွဲတွင်ရောက်ရှိနေပြီးဘာသာကဘာထူးတနန်စင်များကိုရွေးချယ်အင်အားဖြည့်ထားကြောင်းသိရပါတယ်။ ထို့ပြင်စစ်ကောမရှင်သည် MN20 စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ20ကမောက်ကြီးတက်များကိုလည်းဗရောင်းတက်နယ်တွင်ပို့ဆောင်ထားပြီးဖြစ်သည်ဟုသတင်းရှင်းမြစ်ကအတည်ပြုထားပါသည်စစ်ကောမရှင်ကောက်ပါစာ6ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုကာကွယ်နိုင်ရန်အတွက်စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့်စောင့်လုပ်ရေးအင်ဂျင်နီယာတပ်များအပြင်အထူးစောင့်လုပ်ရေးတပ်ရင်းများကိုပါအုတ်ရှိပင်မြို့နယ်တွင်ခေါ်ယူပြီးကာကင်းစခန်းများစောင့်လုပ်ရန်ပြင်ဆင်နေကြောင်းသိရပါသည် ထို့ပြင်ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကလည်းညောင်ကျိုးရိုးပေါ်နဲ့ဆင်လန်ရွာနီးကန်ကင်းစကန်များတွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကာစစ်ကောင်မရှင်တပ်မှတိုက်ဆုံသူနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုကားသုံးစီးဖြင့်လူနာတင်ရင်သုံးစီးဖြင့်ပြည်မျိုးကိုတိုက်ဆောင်သွားတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာညောင်ကျိုးညောင်ချောင်းနဲ့ဆင်လန်ရွာနီးတိုက်ပွဲများဖြစ်ပွားနေတဲ့အပြင်အစုလိုက်ပြုံလိုက်တိုက်ဆုံမှုများနေသည့်အတွက်ပြည်내အနှံ့မှာတက်ဖြတ်ထားသည့်တိုင်ရင်များကိုပါပြန်လည်ခေါ်ယူပြီးအင်အားဖြည့်တင်နေရကြောင်းသိရှိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်တရင်အကြောင်းကတော့ မြောင်မြို့နယ်တွင်ကြောင်ရည်ရဲစခန်းနှင့်စစ်တပ်တပ်ဆွဲထားသောစစ်ရုံတို့ကိုတွန်းလှန်ရေးတပ်များကဒရုန်းဖြင့်ပုံကျဲတဲ့တရင်ကြောင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်မြို့နယ်အကျန်းဖက်စစ်တပ်ကအတိုင်းချတပ်ဆွဲထားသောကြောင်ရည်ရဲစခန်းနှင့်စစ်ရုံတို့ကိုဒရုန်းဖြင့်ပုံကျဲချခဲ့ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်းပစ်ကော့ဒရုန်းတင်မြောင်မှတာဝန်ခံရဲဘော်ရာစုကပြောဆိုပါရယ်။စက်တင်ဘာလ12ရက်နေ့မနက်9:00နာရီခန့်အချိန်မြောင်မြို့နယ်အကျန်းဖက်စစ်တပ်အတိုင်းချတပ်ဆွဲထားတဲ့ကြောင်ရည်ရဲစခန်းစစ်ရုံတို့ကိုတွန်းလှန်ရေးတပ်ဖွဲ့များက Fit Windrone ကိုစီဖြင့်ပုံစံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲဒေါ်လန်ရီတပ်ဖွဲ့များဘက်မှ drone တစ်စီးဆုံးရှုံးပြီးဒေါ်လန်ရီရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ စစ်သားတည်စင်းကတော့ဆက်လက်ဆုံဆန်းနေသေးပါ။ကြောက်ရရဲစကန်နဲ့ဈေးရုံမှာစစ်သားအင်အား200လောက်ပဲရှိပါသေး။စကန်တွင်နဲ့အဆက်အသွယ်ဘယ်သူမှမရှိဘူး။အဲ့ဒီအတွက်အတွင်းသတင်းကမရဘူး။စစ်သားတွေဘက်ကအထူးကိတ်သိဆုံးမှုကရှိနိုင်တယ်။သူတို့ပိုက်ဆံကောက်တဲ့နေရာနဲ့သူတို့ရှိတတ်တဲ့နေရာလေးနေရာကိုဘုံကျဲချတာဆိုတော့ပြစ်မှတ်ကလေးနေရာပါ။ရဲစကန်နဲ့ဈေးရုံကကတ်နေတာအထူးကိတ်မတိရတဲ့အတွက်တော့အားမရပါဘူးဟုရဲဘော်ရာစုကပြောဆိုပါသေး။အဆိုပါတိုက်ခိုက်မှုကို Pickup Drone တင်တဲ့စကန် KI Drone တပ်ဖွဲ့ MDA က် drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်